ကလေးပြန်လည်ကျေးဇူးပါတယ်။ ETB တို့မှာတော့ကျွန်တော် knowledge sharing ဆိုတာထက်ပေါ့နော်ဒီညီမလေးဟန်ရီရဲ့ CEO ရဲ့ပွင့်ပွင့်လေးလေးမြင်ရတဲ့ impression ကိုတစ်ချက်ကျွန်တော် reality show အနေနဲ့ပြပါပေါ့နော်။ So ဟန်ရီလိုမျိုး CEO လာပြီးကြောင်းလာတတ်မယ်ဆိုရင်ဘာတွေအခက်အခဲရှိလဲဘယ်လိုမျိုးသူ့ရဲ့ impression တွေမြင်ရမလဲညီမပြည်တော်ဘာတွေ culture လဲဆိုတာကို ETB တို့က knowledge sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်။ဆိုတော့ video လေးကို select ချပေးပါဦး။ကျေးဇူးပါ။အာညီမဘာကြောင့် CEO ကိုရွေးချယ်ဖြစ်တာလဲ အာညီမရဲ့ပထမဆုံး reason ပေါ့နော် first reason ကကြတော့ညီမဖေကဒီမှာရှင်းနေပြီးသားညီမငငယ်လေးကလေးကသူကဒီမှာအလုပ်လာလုပ်တာဆိုတော့အဖေနဲ့လည်းတူတူနေချင်တယ်အဲအကြောင်းမို့လို့ဒီကိုရွေးချယ်ပြတာပါတယ်ပေါ့နော်ဒါ first reason ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကြတော့ဟိုဒီရဲ့ဒီနိုင်ငံရဲ့ culture တွေနဲ့ကလည်းနည်းနည်းရင်းနှီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲအဲအကြောင်းလေးဒီနိုင်ငံကိုရွေးချယ်ပြတာပါတယ်ဟုတ်တယ်တော့ကာချာတော်တော်တူတယ်နော်ဟုတ်တယ်ကာချာတော်တော်တူတယ်ဒီမြန်မာနိုင်ငံက ာချာနဲ့တို့ဒီကကာချာနဲ့ကဘာကွာလဲဆိုမကွာနဲ့မကွာလောက်ကတော့တော်တော်ကွာကွာမြန်မာနိုင်ငံကျတော့ဘယ်လိုပြောရမလဲဟိုကိုအမိနိုင်ငံဖြစ်နေရောကိုနိုင်ငံအကြောင်းကိုသိရယ်ဒီစင်ကာပူပြောင်းလာခါကျကာချာဆင်ပေမဲ့သူက strict ဖြစ်တဲ့နေရာရှိရောဒီနိုင်ငံရဲ့ logic တွေကာချာတွေတိတ်ပြီးတော့မသိရခါကျအရင် strict ဖြစ်တာနဲ့ strict မဖြစ်တာပဲကွာအဲ့လိုဟုတ်တယ်တော်တော်များများကြည့်ကြည့်လိုက်နော်ကာချာရန်တူတယ်ပြီးရင်ဘာသာကိုးကွယ်တာပါညာတခြားအိန္ဒိယတွေပါရှိရတော့မှန်တယ်ကွာဒါပေမဲ့ဒီမှာက အဲ့တို့ရဲ့ဒီဗုဒ္ဓဘာသာကိုးကွယ်တာပြင်ကစုံလားပြည့်ကိုလည်းတို့ဒီမှာဤတိုင်းလုပ်ပေးဤတိုင်းလုပ်ပေးထားရလဲရှိရဆိုတို့ဘာသာအလိုက်ကိုတို့ပွဲနေ့တွေကို holidays တွေကိုလုပ်ပေးထားရတယ်ဆိုတော့ဟိုမြန်မာနိုင်ငံမှာတော့တချို့ holidays တွေအသိမရှိရှိဘူးမရှိဘူးဒီမှာပုံများအာတလားတကျော်ဆိုရင်တစ်ခေါက်အမြဲတမ်းရှိဟုတ်တယ်ဟုတ်တယ်ပုံမှန်ပေါ့နော်ဟုတ်တယ်အာဒါကတော့ညီမရွေးချယ်ပေးတဲ့ဟာပေါ့ဒုတိယအချက်ကညီမဒီစင်ကာပူရောက်ရောက်ချင်းအခက်အခဲရှိလားအခက်အခဲရှိလားညီမအတွက်ဆိုရင်တော့ဘာတွေအခက်အခဲလဲပေါ့ရှိရဲ့ ာလဲဆိုတော့ဟိုမြည်တော့ပဲဆိုစီကောင်မှုပေါ့နော်အဲ့လိုအင်္ဂလိပ်ကကြတော့ international language ဖြစ်ပေမဲ့ဒီနိုင်ငံမှာကတချို့တက်ကြီးပိုင်းနေအလုံးလုံးရဲ့အပိုင်းနေကြောင်းတက်တဲ့ပိုင်းနေမှာဆိုတချို့တက်ကြီးပိုင်းနေကသူတို့က Chinese language ကိုပို့ပြီးတော့အသုံးများကြတယ်ဟိုအင်္ဂလိပ်လိုပြောလဲသူတို့က internationally တက်နေတာမဟုတ်တဲ့အခါကြတော့ဟိုကိုတက်ထားတဲ့ English language နဲ့သူတို့တက်ထားတဲ့ English language နဲ့ essence လဲကွာသလိုဟိုတက်ထားတဲ့ ဟိုဘယ်လိုပြောမလဲယူဆရလဲကွာအဲ့ခါကျ language အရာစကားပြောရနည်းနည်းခက်ခဲဖြစ်တယ်အဓိက communication ပေါ့နော်အာဟုတ်တယ်ဒီနိုင်ငံရဲ့80ရာခိုင်နှုန်းကပြောစကားပြောရလူများဆိုတော့30ရာခိုင်နှုန်းလောက်ပဲဆန်ဒါပေမဲ့သူတို့ရဲ့ဒီအကိုတစ်ခေါက်ပြောဦးပါတယ်သူတို့ရဲ့ဒီ international language အဲရုံးတုံးចောင်းတုံးကကျတော့သူတို့ကဒီစင်အင်္ဂလိပ်ကိုတုံးတော့ကွာဒါပေမဲ့စင်အင်္ဂလိပ်ကိုတုံးဖို့ကြတော့လေကိုရီမြန်မာနိုင်ငံလာ British ဖြစ်သွားသေးလားဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒီမှာကအခက် language တော့နည်းနည်းခက်ခဲရှိလိမ့်မယ် အဲ့တော့ညီမဆိုလို့ရှိရင်အခု Chinese language ဘက်ကိုလည်းပြန်ပြီးတော့လေ့လာနေရတယ်ပေါ့နော်။ဟိုဘယ်လိုပြောရမလဲ။ပုံမှန်လေ့လာနေရတဲ့သူထက်ဟိုတက်တက်ကြီးလေ့လာနေရတယ်လို့ဖြစ်တာပေါ့။ကိုယ်ကဒီနိုင်ငံမှာလည်းအခြေချဖို့များတယ်။ဒီနိုင်ငံမှာလည်းလက်ရှိနေနေရဆိုတော့အဲ့ပိုင်းတော့အရင်အခက်ခဲရှိတယ်။ဒီနိုင်ငံကိုကြိုက်တယ်လားညီမ။ ဟုတ်တယ်ဟုတ်တယ်ရေစီဆိုရင်တော့မကြိုက်တော့ဘူးထင်တာပဲမကြိုက်ဘူးအာမကြိုက်ဘူးမကြိုက်တဲ့အချက်တွေအများကြီးပဲဆိုတော့အရင် strict ဖြစ်တယ်ကမလုပ်ရတဲ့အရာတွေလည်းအများကြီးရှိတယ်ပြီးတော့ဘယ်လိုပြောရမလဲအော် racist လောက်တာတော့မဟုတ်ဘူးပေါ့တချို့တက်ကြီးဝိုင်းနေကြတော့လေစကားပြောတာအရင်လက်ပေါက်ကတ်တယ်ဟုတ်တယ်ကိုယ်လူငယ်တွေကို appreciate မလုပ်တာများတယ် အရင်ဟုတ်တယ်ဘယ်လိုရအောင် welcome လို့ရမပေးဘူးကွာဒီအောင်လားအဲ့လိုမျိုးအဲ့တော့သူတို့စိတ်ထဲမှာကြာဘယ်လိုတွေ့လဲဆိုတော့အော်ဒါဒီနေရာပြေးလို့ရှိရင်သူတို့ကဒီနေရာနင်းဝမယ်ဆိုရဲ mindset ကြီးကသူတို့တက်ကြီးပိုင်းနေမှာရှိတယ်အဲ့လိုမျိုးအဲ့လိုမျိုးအဲ့ဒါခက်ခဲပဲပေါ့ရှိတယ်လားကျန်တာပြောလို့ကောင်းမှာမဟုတ်ဘူးတနာပဲဟုတ်တယ်မကောင်းဘူးတတိယအချက်အနေနဲ့ညီမရဲ့စင်ကာပူနဲ့အခုကျုပ်အမိညီမပြည်ရဲ့ကွာဟာချက်ပေါ့နော် impression လေးညီမဘယ်လိုမြင်လဲလူငယ်တယောက်အနေနဲ့ပဲပေါ့လူငယ်တယောက်အနေနဲ့ကြတော့ ဒီနိုင်ငံမှာက opportunities တွေပုံများတယ်။အင်း။အမှန်တမ်းပြောရရင်ပေါ့နော်။အခုလက်ရှိအခြေအနေရပေါ့နော်။အာ opportunities တွေပုံများတယ်။ဒီနိုင်ငံမှာရှိနေတဲ့အတွက်ကြောင့်မို့လို့တဲ့ပြောရပါ့။တဲ့ပါ။ဒီနိုင်ငံမှာနေနေတဲ့အတွက်ကြောင့်မို့လို့တဲ့တဲ့ပြောရ။အဲ့ဒါဆိုတော့အာ opportunities တွေပုံများတယ်ပြီးတော့ နိုင်ငံပေါင်းစုံကလူတွေကဒီနိုင်ငံကိုလာကြရမြားရယ်ဘာလို့လဲတော့မသိဘူးကျွန်တော်တို့ကြောင်းပါဆိုလို့ရှိရင်ဟန်ရိုးကြောင်းပါဆိုလို့ရှိရင်လေဟိုအမှန်တကယ်ပြောရလို့ရှိရင်ဟန်ရိုးဘာသာရက်နဲ့မေဂျာနဲ့ဆိုလို့ရှိရင်တခြားနိုင်ငံတွေမှာအခွင့်အလမ်းပုံများရယ်ဒါပေမဲ့တခြားနိုင်ငံကလူတွေကဒီစင်ကာပူကိုရွေးပြီးကြောင်းလာတက်ကြရယ်အဲအဲ့တပိုင်းပေါ့နော်အဲ့ပိုင်းနဲ့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါလည်းကွာခြားချက်ပေါ့ international လူတွေအကုန်လုံးဒီနိုင်ငံမှာအလုပ်လာလုပ်ကြရယ်ကြောင်းလာတက်ကြရယ်ဆိုတော့ဘာရထူးကြနေလဲပေါ့နော်ညီမရောက်တာ9လပဲရှိသေးဆိုတော့သူတို့စီကနေလဲပြန်ပြန်နေတော့ အဲ့လိုမျိုးပေါ့နော်အခုထင်တာတော့အခုအနေနဲ့ပေါ့နော်အခုအနေနဲ့ impression ပေးရမယ်ဆိုရင်ကိုကဒီနိုင်ငံကိုပထမတစ်ချက်အခု opportunity များတယ်လို့ပြောလို့ရတယ်ထင်မှာဆိုရင်တော့အခုအရင်ကြိုက်တယ်ပေါ့တို့က democracy နိုင်ငံလို့ပြောလို့ရဒီနိုင်ငံကြိုက်တာလို့ကြိုက်တာလို့ဟုတ်တယ်ဒါပေမဲ့စီးနေပေါင်တွင်းနေရဖြစ်ရမှာတည်းဟုတ်တယ်ဟုတ်တယ်အဲ့လိုစီးနေပေါင်နဲ့တွင်းရမဖြစ်ဘူးဆိုတော့လာတာလူမျိုးပဲချအယွယူกว่าဟုတ်တယ်အကုန်ကြိုက်တယ်သူကအဲ့လိုမျိုးဒါပေမဲ့တခါလေးတစ်ခုရှိတာအဲ့ဒါအစိုးရအနေနဲ့ကြည့်ပဲဆိုတော့ပေါ့နော်တကယ်လို့တို့အစိုးရအနေနဲ့မကြည့်ပဲနဲ့ကိုတို့ဒီ လူငယ်တယောက်အနေနဲ့ကြည့်ရင်တော့လူမျိုးခွဲခြားတာရှိတယ်။အဲဒါမျိုးဒါကသူတို့ရဲ့ပုံစံပေါ့နော်။နောက်တစ်ခုကညီမအကြောင်းသားမလို့ညီမအာဒီအလုတ်သမားမလို့ဆိုမှခွဲထားမှရှိဘူး။အဲဒါခုကြိုက်တယ်။အခုလို့ညီမပြီမှကြောက်လို့မဟုတ်ဘူးကလူချမ်းသာလူဆင်းလူဆင်းရဲ့ပြင်ပုံမဲ့လူလဲသားအနေနဲ့တုံးရခွဲပြီးမှဆက်ဆံတာကွာတည်တာ။ပတ်ဆက်မရှိရင်လူရမွေးကိုရညီမကြီးမှဟုတ်တယ်။အဲ့ဒါမတည့်ပဲ။နောက်ထပ် inversion တစ်ခုရှိရယ်။ဘာလဲဆိုတော့ဒါကတော့ bad review လို့ပြောရမှာလား။သူတို့နိုင်ငံသားကြီးတောင်မှသူတို့ဘယ်လိုပြောလဲ။ very expensive country လို့ပြောရဲဟုတ်တယ်ဒီနိုင်ငံကဘယ်လိုပြောမလဲသူတို့ရရဲ့လာစာနဲ့ကိုသူတို့ကပုံမှန်လိုလဲပတ်နေရဲ့လိုမျိုးပြောတယ်ဘယ်လိုမှအဲ့လိုမျိုးအမြတ်ထွက်တယ်ဆိုတာမျိုးမရှိဘူးပြီးတော့အဲကြောက်ထွက်တယ်ဆိုလို့ရှိရင်လည်းဟို robot cycle တွေကိုယောက်သွားပဲအလုပ်လုပ်တယ်ဆိုလို့ရှိရင်လည်း robot cycle တွေကိုယောက်သွားပဲအဲ့တော့ဒီနိုင်ငံမှာကဟို robot cycle နဲ့လေနေရပါတော့အော်ဒီနေ့နားတယ်နားပြီးမနေ့ပြန်အလုပ်ပြန်သွားရတယ်ပြင်ပြန်လာတယ်ထမင်းစားရတယ်နောက်နေ့အလုပ်ပြန်သွားရတယ်ဆိုတော့ဟိုနည်းနည်းတော့ boring ဖြစ်တယ် อ่าဟုတ်တယ်ဒီနိုင်ငံမှာကဘာတခုရှိလဲဆိုတော့ပတ်စံရှိမှနေလို့ကောင်းတဲ့နိုင်ငံလို့ဖြစ်တယ်အဲအဲ့လိုမျိုး rich country ပေါ့အဲဒါပေမဲ့ဒါပေမဲ့သူကတစ်ချက်ကြည့်ရင်တော့အာရှမှာအစင်းရဲဆုံးနိုင်ငံဆိုရင်ကွာတခြားနိုင်ငံရှိရဆိုမဲ့ဒီခုဒါဆိုကြည့်လိုက်ကွာမနေ့ကဆိုပုံမှန်စင်ကာပူရဲ့နိုင်အလူမျိုးอ่ะဗောနော်လူမျိုးอ่ะဆိုရင်၅တန်းမဲရှိရကွာလူဦးရေလူရေ၅တန်းမဲရှိရကိုယ်မြန်မာပြည်ဆို65တန်းကျော်80 80တန်းနီးပါးကွာဒါပေမဲ့အစွန်းအတွက်ပဲရှိရနိုင်ငံကွာအာရှမှာဒုတိယเนาะ USB တော့ရတယ်ဒုတိယပဲ တယ်အဲသူပြောသူကအုတ်ချွေစနစ်ကအရင်ကောင်းတယ်သူဒီနိုင်ငံတဲတဲလေးရဲ့မာရင်ကိုလူတွေကိုတေချာထိန်းချုပ်နိုင်တယ်ဒါမလုပ်နဲ့ဆိုမလုပ်နဲ့အဲ့လိုမျိုးတေချာထိန်းချုပ်နိုင်တယ်အဲ့ဒါလည်းကောင်းပါတယ်သူနိုင်ငံသားကိုရန်လေအဲ့မျိုးဆိုတော့နိုင်ငံသားကိုရန်လည်းလိုက်နိုင်တယ်ကိုရီနောက်ကနေဆိုတော့သူတို့ကြည်ရင်ကိုကိုရီကမဖောက်ဖျက်ရေဘူးဟုတ်ဟုတ်တယ်အဲ့လိုအဲ့မျိုးတစ်ချက်ကောင်းတယ်တပတ်လေးအချက်အနေနဲ့ညီမ language ကိုပေါ့နော်အခုဒီ single ကိုလာဖို့အတွက်ညီမ language တွေပြင်ဆင်ခဲ့တယ် အအဓိကတော့ basic english ပေါ့နော်အ english ကို basic ထားပြီးတော့ပြင်ဆင်ခဲ့ရပါပြီဆိုတော့အဲ့ဒါ international international language ဆိုတော့ဟိုအရှိမလေးညီမပြောခဲ့သလိုပဲပေါ့နော်ဆိုတော့ညီမကပုံမှန်အားဖြင့်လည်းမြန်မာနိုင်ငံမှာနေတော့ကလည်းဒီ English ကိုလေ့လာနေရဆိုတော့အခုချိန်နေတဲ့သူတွေလည်းဟိုကိုယ်နိုင်ငံတွင်းမှာပဲနေနေမဲ့သူတွေဆိုပေမဲ့လည်းဒီဟာကတော့သင်သားတဲ့ language တစ်ခုထဲမှာပါရယ်ပေါ့နော်ဒါဆိုတော့အခု English ကလုံးဝ international ဖြစ်နေပြီလीဆိုတော့အဲ့ဒါကိုသင်ထားတဲ့ပြီးတော့အကြံပြုချင်တာပေါ့နော်အကြံပြုချင်တာကကျတော့နောက်ထပ် language တစ်ခုကိုကိုယ်ထဲမှာလက်ဆုပ်လက်ကမ်းရှိထားရဆိုလို့ရှင်ပို့ပြီး opportunity များတယ်ဟုတ်ကဲ့ ်မှာပဲဖြစ်ဖြစ်ဟုတ်တယ်အလုံးဘယ်အလုံးမှာပဲဖြစ်ဖြစ်ပေါ့နော်ဟို opportunity ပုံများရဲ့အခုဒီနိုင်ငံကို mention လုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တချို့အလုပ်တွေဆိုလို့ရှိရင် Chinese တက်မှာဟုတ်တယ် Chinese တက်မှာပြည်ဒါမှမန်ဒရင်းတက်မှာဟုတ်တယ်အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဟိုအရန် language ဘက်ကိုပို့ပြီးဦးစားပေးကြတာများတယ်အဲညီမဘာသာရပ်ကို mention လုပ်ရမယ်ဆိုလို့ရှိရင်ညီမ major က aviation aviation ဆိုတော့ဟိုတချို့လေကြောင်းလိုက်နေဆိုလို့ရှိရင် business language ကိုသူက at least 3 languages မှာရတယ်။ဟုတ် အဲ့လိုမျိုးဆိုတော့ဘာဖြစ်ဖြစ်ဟိုဘာသာစကားတွေတထားမမအောင်မမအောင်ဒါပေမဲ့ညီမဒီမှာလေအခုဒီမေးခွန်းတော့မေးလို့မေးဖို့ဆိုတာထက်ပေါ့နော်ညီမအခုမေးမှာအခုကအခုမြန်မာပြည်မှာဆိုရင်တည်ရမလားခုနအခုအရှိမေးခွန်းမှာပြောသလိုပဲကွာလူတန်းသား၃ရက်ခွဲကွာအမှအခုလေးဆိုရင်အခုဆိုရင်ငယ်ငယ်လေးကလေးကရိုက်သွင်းလာခဲ့တဲ့ခံယူချက်တစ်ခုကပတ်စံရှိမှလူရဝင်မယ်ကွာပတ်စံရှိရင်အရာအလုံးအဆင်ပြေလို့ထင်တာဒါပေမဲ့အဲ့ဒါကြီးကဒီနိုင်ငံရောက်ရင်မှားတယ်ဆိုတော့ညီမဘယ်လိုထင်လဲထင်လားဟုတ်တယ်မှားတယ် မားရယ်နော်မားရယ်ပညာပညာရေးကအဓိကပဲဟုတ်တယ်တကယ်တကယ်ပညာရေးကအဓိကညီမတို့အဲ့လိုခံယူရဘာလို့လဲဆိုတော့ဟိုကို့အတန်းထဲမှာပေါ့နော်ဒီနိုင်ငံမှာပေါ့နော်ဒီနိုင်ငံမှာတက်တာပြောပါပေါ့နော်ကို့အတန်းထဲမှာတော့မှဟို knowledgeable ပို့ဖြစ်တဲ့သူကပို့ပြီးတော့ခြေတလန်းလာတယ်ဟုတ်တယ်အဲ့လိုမျိုးအဲဟုတ်တယ်ဘယ်လောက်ပဲကွာသူဘယ်လောက်ကြီးပဲပတ်စံရရှိရှိ ဘယ်လိုပြောရမလဲအုံနောက်မရှိရင်စကားပြောလို့မရတဲ့ပုံစံဖြစ်တယ်အဲ့လိုပြောလို့အဲ့ဒါဆိုဟုတ်တယ်ကိုရီမြန်မာပြည်မှာအတည်ရမလားအာပစက်မဲရှာမင်းချိန်တဲ့လူရဝင်သွားမယ်လို့ထင်တာကကိုရီမြန်မာပြည်နိုင်ငံရဲ့အခြေအနေရောက်မှုတာကွာတကယ်တမ်းကိုရီမြန်မာပြည်နိုင်ငံအခုလိုမျိုးမတိုးတက်ရတဲ့အကြောင်းရင်းကလည်းအဲ့ဒါတွေအများကြီးပါလိမ့်မယ်လို့အခုထင်တယ်ကွာပြီးတော့ကိုတို့လူငယ်တွေဆိုရင်ကောင်းကောင်းကြီးပြုစုပျိုးထောင်ပြီးတည်ချပါအောင်မြင်တဲ့လူတွေပါဆိုတော့ကိုရီမြန်မာပြည်က ်ရေဒီယိုလာဆိုညီမသတိထားမိလားတော့မသိဘူးဟုတ်တယ်အရန်တော်တယ်ကွာဒါပေမဲ့နေရာမရောက်ဟုတ်တယ်နေရာမရောက်ဘူးပညာရေးရလဲနေထားခံရတော့လေဟုတ်တယ်ဟုတ်တယ်အဲ့ဒါမျိုးဟုတ်တယ်အဓိကကိုရီးယားနိုင်ငံကဘယ်လိုပြောရမလဲလမ်းကြောင်းနေရာအရန်ပိတ်ထားခံရများတယ်ပြီးတော့အဓိကကအဲညီမဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဒါလုံးဝ honest ပေါ့နော်အော်မြန်မာနိုင်ငံမှာနေတော့ကညီမကတာမန်လိုရန်စားပဲအဲ့တော့ဟိုတနေ့တနေ့အိတ်လိုက်စားလိုက်အိတ်လိုက်စားလိုက်နဲ့အချိန်ကုန်တာများတယ်အဲ့ ဒီနိုင်ငံကိုပြောင်းလာတဲ့အချိန်ကြမှာအော်ကိုအားကိုကိုရမယ်ဆိုရင် mindset ကပုံပြီးတော့တွေးလာတာပေါ့နော်။အော်ငါဒီတိုင်းထိုင်နေလဲဘာမှဖြစ်မလာဘူး။ဟိုတခုခုတော့တင်ယူနေရမယ်အမြဲတင်ယူနေရမယ်ဆိုရဲဟို mindset တခုကတော့ဝင်လာ9 to 5ကလေ9 to 5က9 to 5ကိုမှဖောက်ထွက်ရှင်နေဆိုရင်ကွာတို့ကဒီနိုင်ငံမှာက runner အနေနဲ့ခွဲခြားတော့မဟုတ်ဒါပေမဲ့နှစ်ခုရှိရဲကိုဘာဖြစ်ခြင်းလဲမင်းဘလို့လူဖြစ်ခြင်းလဲဟုတ်တယ်ဟုတ် professional သွားမလားဒါမှမဟုတ်မင်းလုံးဝ business ဘိုင်းသွားမလားအဲ့မျိုးပေါ့နော် ဒါဒီနိုင်ငံမှာလူတိုင်းဝင်ကြည့်လိုက် robot ဆန်ဆန်ပဲသွားနေကြဒါပေမဲ့ robot ဆန်ဆန်ကိုကိုယ်ကဘယ်ချိန်ကြီးလဲ9နှစ်လား6နှစ်လားအဲ့ဒါပြီးတော့အမင်းဆက်လုပ်ချင်တာဆက်မလုပ်ချင်ဘူးဆိုတော့9 to 5ကနေထွက်ဟုတ်တယ်ဟုတ်တယ်9 to 5ကနေမထွက်ဘူးဆိုရင်တော့အမင်း robot ဆန်ဆန်ပဲဟုတ်တယ် robot ဆန်ဆန်ပဲဘယ်နဲ့သွားလုပ်ပြန်ပြန်လာအဲ့ဒါပဲဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပဲအဲ့လိုကိုကသွားကျင်တယ်ဆိုရင်တော့ကွာဟို9 to 5ကနေထွက်ဆိုတာဟိုအလုပ်ထွက်ခိုင်းတာမဟုတ်ပါကြမလား9 to 5ပြီးသွားပြီဆိုတာ ਨੇ ကိုရဲ့ဘာဆက်လုပ်မလဲဘာဆက်လုပ်မလဲဆိုတော့နည်းနည်းတော့ပြန်ပန်းခင်ရမယ်ပေါ့နော်9နှစ်လောက်တော့ ဆိုတော့နောက်တစ်ခုကညီမចောင်းပြီးသွားပြီဆိုရင်ရောဘာဆက်လုပ်မလဲចောင်းပြီးသွားရင်ဘာဆက်လုပ်မလဲဆိုတော့ဒါကတော့လူမျိုးမျိုးရှိရယ်ပေါ့ဟုတ်တယ်ဟိုចောင်းပြီးအောင်မှចောင်းဆက်တက်မလား bachelor ထည့်ယူမလား master ထည့်ယူမလားညီမအခု diploma တန်းပေါ့နော်အဲ့တော့ဟိုဒါကတော့တက္ကနနောက်တစ်ပိုင်းကကျတော့ဒီ diploma ပြီးရတဲ့အလုပ်တန်းရှောက်မလားသူကလူမျိုးမျိုးရှိရယ်ပေါ့နော်ဟိုပတ်ဆက်အရေးကြီးရယ်သူကပတ်ဆက်နောက်ကိုလိုက်မယ်ပညာဆက်ဆံခြင်းနဲ့သူကပညာဆက်ဆံပဲ အဲ့လိုမျိုးရှိရပါလားဒါပေမဲ့ကိုကအဲ့ဒီဂျာရဲမှာတော့တေချာစဉ်းစားရမှာပေါ့အဲဂျာရင်ဘွဲမြပဲနဲ့လှုပ်ဆက်လို့မလားဒါမှမဟုတ်အလုံးလို့ပဲဘွဲရင်ယူလားအဲ့နောက်ခုတော့တွေ့ဝေးဇာရရှိရတယ်ဒီမှာကိုယ်ကလည်းအဲ့ situation ဂျာရဲမှာညက်နေရတဲ့ပါတယ်ဒါဆိုကျောင်းကပြီးကန်နေနေပြီညီမကျောင်းကကုလပိုင်းဆိုပြီးပြီကုလပိုင်းဆိုပြီးပြီဆိုတော့ငါဘာဆက်လုပ်မလဲပေါ့နော်ပညာပဲဆက်တင်မလားပညာဆက်တင်ပြီး bachelor ဆက်ယူမလားဒါဖြစ် bachelor ယူပြီးရဲ့နောက်မှာတော့ opportunity ရေအများကြီးလိုက်လာတယ်ဟုတ်တယ်အဲ့လိုခုမှဘွဲတစ်ခုဘွဲလက်မှတ်တစ်ခုခြင်နိုင်ပြီဆိုရတဲ့အလုပ်တွေကတော့ရှားတော့မရှားဘူးဟုတ်တယ်ဒါပေမဲ့ဝင်နောက်လိုက်မလားအဲနောက်ခုပါအဲ့လိုမျိုးရှိရဲ့အဲ့လိုမျိုးရှိရဲ့ဒါပေမဲ့မြန်မာနိုင်ငံကလူငယ်တယောက်အနေနဲ့ဆိုတေချာဘောငွေနောက်လိုက်တော့မှာကွာဝင်နောက်လိုက်တယ်တေချာဘောငွေနောက်လိုက်မှာဟုတ်တယ်မြန်မာအနေနဲ့ကြာတော့ဘွဲလက်မှတ်တစ်ခုအရင်ယူချင်တယ်ဒါညီမအခုလက်ရှိတွေးနေတဲ့အတွေးပေါ့နော်အဲနောက်ကြရင်လည်းပြောင်းရင်လည်းပြောင်းရမှာမနေ့ကဆိုတော့မသေးကြဘူးဟုတ်တယ်အဲ ဟိုအခုလက်ရှိအနေနဲ့ကတော့ညီမက bachelor ကိုဆက်ဆက်ယူကျင်သေးရယ်အဲအဲ့လိုရှိရကျတော့ကျောင်းဆက်တက်ဖို့များရယ်ဒီနိုင်ငံမှာပဲလားတခြားနိုင်ငံမှာပဲလားဆိုတာတော့မသိကြသေးဘူးဩอืมဘာလို့လဲဆိုတော့ဒီအိမ်ကြီးချင်းနိုင်ငံကိုပဲပြောင်းရင်လည်းပြောင်းမယ်ဟိုဒီနိုင်ငံထဲမှာပဲဆက်တက်ချင်တယ်တက်မယ်အဓိကကတော့ငွေကြေးပိုင်းနဲ့ဆိုင်သွားတာပေါ့ဩဘာလို့လဲဆိုတော့ဒီနိုင်ငံမှာကဆက်နေမယ်ဆိုလို့ရှိရင်အင်းစေးရှိရယ်စားစေးရှိရယ်ပြီးတော့ចောင်းစိထောင်းတယ်အရန်ထောင်းတယ်တေချာမဟုတ်အရန်ထောင်းတယ်နော်ចောင်းစိအရန်ထောင်းတယ်နော် တခြားဘာအနည်းဆုံးတက်လောက်ဆိုရင်ကိုထင်တယ်ဟွာလောက်ကုန်မယ်ထင်တယ် at least 2000 3000ဟုတ်တယ်2000 3000 at least ကုန်တယ်ចောင်းတက်နေတယ်သူပြီးတော့လေသူကအကိုထင်တာတော့အကိုတို့ဒီမှာနေမယ်ဆိုရင်ကွာနေစီကြီးပဲဟိုတကယ်တမ်းဒေါ်လာ800ဆိုတာဘာမှမဟုတ်ပါတကယ်တမ်းသူတို့နိုင်ငံကဒေါ်လာ800ဆိုတာဘာမှမဟုတ်ဒေါ်လာ800ဆိုတာဒီတိုင်းလေးအဲ့ကိုတို့ဒီမှာပြရဆိုရင်800 800အဲ800လောက်ပေါ့အဲ့လောက်ပဲရှိတယ်တကယ်တမ်းကိုတို့ နိုင်ငံအဆင်ပြေနေတုန်းကပေါ့နော်အညီမတီလာတော့ကိုရီးနိုင်ငံအဆင်ပြေတုန်းကဒေါ်လာတစ်ဒေါ်လာကမှ900ပဲရှိတယ်စင်ကာပူဒေါ်လာတစ်ဒေါ်လာကိုကိုရီးမြန်မာနိုင်ငံက900ပဲရှိတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါဆိုအဆင်ပြေကွာအဲတုန်းကအနေနဲ့အခုဆိုဒေါ်လာ8ဒေါ်လာ800ကိုတွက်ကြည့်လိုက်နိုင်စိ40 4000ပဲရှိတယ်ဟုတ်တယ်ဟိုကနေပြီးတော့ဂျီကိုလွှဲရရဲ့ပမာဏအဲ့လောက်မများမများဘူးကွာအဲ့လိုမများအဲ့ဆိုဒီနိုင်ငံကိုလာဖို့ဆိုတာအဲ့လောက်ကြီးမဟုတ်ဘူးဟုတ်တယ်ညီမအခုဆိုလို့ရှိရင် honest ပေါ့နော်ညီမအစရ honest ဆိုပြောရဲအဲ့တော့ ညီမဒီကိုကြောင်းလာတဲ့တော့အကုန်အပီးစီးကိုမြန်မာငွေ300ကုန်ပဲ။အော်။ညီမငွေ300ကုန်တယ်။300ဆိုတာတော့အထက်တန်းစားတွေအတွက်ကတော့နည်းရပါမယ်။ဒါမှမဟုတ်ဘူး။ဆင်နေဖြစ်မှာ။ဒါပေမဲ့ညီမကတာမန်လူရန်စားလေး။တာမန်လူရန်စားဆိုတဲ့အချိန်မှာတခုလုံး300တခုလုံးပုံအောလိုက်ရတဲ့အတွက်သိချစဉ်းစားစီချင်တယ်။ဟုတ်တယ်။ဒါကတော့ honest review ပေါ့နော်။ကျောင်းစိတ်ထောင်းနေနေစိတ်ထောင်းနေစားစိတ်ထောင်းနေအများထောင်းနေသူတို့ဒီနိုင်ငံမှာတော့သူတို့ရဲ့လစာနဲ့သူတို့တေချာလင်းပတ်နေရတဲ့အချိန်မှာပေါ့နော် ကိုရီးယားဒီအရကြီးကိုပုံအောပြီးပညာတစ်ခုသင်ရမှာဆိုတော့တခြားစဉ်းစားကြည့်ချင်တယ်။ဟုတ်တယ်နော်။အဲ့ဒါညီမပြောတော်တော်ဟုတ်တယ်။ပြီးတော့ဒီနိုင်ငံရဲ့ဘာလဲငွေကြေးတန်ဖိုးရကောင်းတဲ့အချက်လေးရှိတယ်လို့မကောင်းတဲ့အချက်ကအဲ့ဒါပေါ့နော်။ဘာလို့လဲဆိုတော့အလုပ်လုပ်အလုပ်လဲလုပ်ရမယ်။မင်းကြောင်းလက်တက်ရမယ်ဆိုရင်တရားပေါ့အဲ့လိုမျိုးနှစ်ခုကိုတရားပေါ့ဘယ်လန့်ပြောင်းသွားနေရမှာ။မဟုတ်ဆိုရင်ငွေကြေးရောစဉ်းစားရမယ်။အလုပ်လုပ်ဖို့လည်းလုပ်ရအောင်မယ်ဆိုတော့ကြိုင်းသွားနိုင်တယ်ကွာလူတယောက်ကတည်းက။ မြမဆိုလို့ရှိရင်တခါလေကြာလို့ရှိရင်ဆက်ဆက်ရောက်ချင်တော့အရင် insecure ဖြစ်တယ်။ဘာလို့လဲဆိုအလုံးမရသေးဘူး။အလုံးမရသေးတဲ့အခါကျတော့အရင် insecure ဖြစ်တယ်။ဘာလဲဆိုတော့ငါမိဘစီကနေပြီးလက်ဖြတ်တောင်းနေရတယ်ဆိုရဲ message ဝင်တယ်။ဟုတ်တယ်ဟုတ်တယ်။ငါမိဘလောက်စာကြီးထိုင်စားနေရတာဆိုရဲ ဟိုမိုင်းဆက်ယူဝင်နေပါတော့ကိုတူးကိုချွန်ညင်လာဟုတ်တယ်ဟုတ်တယ်ဟိုမိဘစီကလည်းတောင်းမယ်ကိုဒီဘက်ကနေလည်းကိုစားချင်းနေစေဖို့ကိုတသက်ရှာမယ်ဆိုရဲဟာမျိုးဖြစ်လာတော့အဲ့ကြားရမှာကိုဘလို့ balance ပြအောင်လုပ်မယ်ចောင်းချင်းနဲ့ဘလို့ညှိမလဲဆိုတာတော့ဒါတော့ကိုပုံမှုကြည့်တာပေါ့အဲ့တခုကလေ impression ကအခုပြောမယ်ဆိုရင်ကြားထဲမှာဖြတ်ပြောရမှာနော်ကိုရိမြမပြီကမာနေပြီးတော့မြမပြီမာနေပြီးတော့ចောင်းတက်တာနဲ့ဒီမှာနေပြီးចောင်းတက်တာနဲ့မတူဘူးပါဟုတ်တယ်မိဘက ဒီနိုင်ငံမှာနေပြီးတော့ကိုရီးယားမြန်မာပြည်မှာကြောင်းထားတယ်ဆိုရင်တောင်းလို့ကအဆင်ပြေရပါပြေပြေဟုတ်တယ်အဲ့ဒါတောင်းလို့ကောင်းတယ်ကွာဘာလို့ဆိုဒီနိုင်ငံကငွေကြေးရအရင်မြင်တယ်ကွာအဲ့မျိုးဆိုတောင်းရတာဘာမှမဟုတ်ကွာဥပမာတသိန်းဆိုရင်ဒေါ်လာတသိန်းဆိုရင်ဒေါ်လာ30လောက်ပဲရှိရပါဒေါ်လာ30ဆိုတာဒီမှာတကယ်2ရက်စာလောက်ပဲရှိရတကယ်လည်းသုံးမယ်ဆိုတော့ အဲ့လိုမျိုးမဟုတ်ကွာကိုရီးမြန်မာပြည်မှာကကြာတော့တည်ရပါ3သိန်းဆိုရင်တေချာကောင်းကောင်းကြီးစားလို့ရတယ်ကွာဟုတ်ပါလက်ထက်မှာ1000ရှိရအကောင်ပဲအဲဒါပဲလက်ထက်မှာ1000ရှိရအကောင်ပဲကိုရီးပြည်နိုင်ငံမှာကတည်ရမလားဒေါ်လာ100ရှိရတော့တနေကုန်မလားဟုတ်တယ်အဲ့လိုမျိုးဟိုအပြင်လေးတစ်ခါသွားလိုက်ရင်အဲ့ဒီ50ပဲအာ50ပဲကုန်ပြီအရာပတ်စံပေးရဟုတ်တယ်ဟုတ်တယ် MRC စီးမလားဒါမဟုတ်စပိန်စီးမလားဘတ်စီးမလားဘတ်စီးမလား တက်စီစီးမလားလမ်းလျှောက်တော့ရေဦးလမ်းလျှောက်တော့ရေဦးကျရေဦးရေဦးတော့ပတ်စံပြရတယ်ဟုတ်တယ်ကိုရေမပါဒီမှာတခုကောင်းတာလေကျင်နာတရားရှိရပါအဲ့တော့ရေတောက်ချင်တယ်ဆိုရင်ပတ်စံမပေါ့ဆိုတောင်းတောက်လိုက်ရရပါအဲ့ဒီနိုင်ငံမှာမရဘူးမရဘူးဘာမလို့လဲမရဝယ်ရရပါဟုတ်တယ်ပြီးတော့မရှင်းနေပါဆိုအရင်သိတာရယ်ရေနဲ့အေးအေးနဲ့ကတူတူပဲဟုတ်တယ်တူတူပဲခရက်กว่าတယ်အဲကိုချင်1ဒေါ်လာကျော်ကျော်လောက်กว่าတယ်กว่าတယ်กว่าတယ်တခါလေးกว่าတယ်ရေးရေးပူရိုဖိုင်ဟုတ်တယ်ပူရိုဖိုင်ဝါတာဆီတီးတယ်လို့ပြောဖြစ်နေတာပါ အဲ့ဟိုသူဒီနိုင်ငံမှာကျတော့နောက်တစ်ခုရှိသေးရဲ့ကျမ်းမာရေးဟုတ်တယ်ကျမ်းမာရေးရှူရမ်းချက်ချင်းသွားပြီးနေမကောင်းအောင်အဆေးထိုးချမယ်လို့မြန်မာနိုင်ငံမှာလို့မရဘူး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 ဆေးဝင်လည်းဆရာမလည်းမပါဝဲလို့ရရနေရာရှိရဟုတ်တယ်အဲ့လိုမျိုးဆိုတော့ခွင့်ဝင်တော့အာဆရာမဒီနေ့နေမကောင်းကြောင်းလာဘူးဆိုမရဘူး MC ပြရတယ် MC ပြရတယ်ဟုတ်တယ်ဟုတ်တယ် MC ဘိုးလည်းကုန်သေးတယ် ဲ့တော့ဒီနိုင်ငံမှာကကိုယ့်ဘာသာကို self care လုပ်ကြတယ်ဟုတ်တယ်အဲ့တခုရှိရယ်ဟို self care မလုပ်လို့ကိုယ့်ဘာသာကိုကြားမာရေးကောင်းမလုံနိုင်ဘူးဆိုလို့ရှိရင်လူလဲပြိုင်းနေပြီးတော့ကိုကြောင်းတက်ဖို့လဲတစ်ဖက်တစ်လမ်းမှာလမ်းပိတ်တလူဖြစ်တယ်အဲ့ဒါဟုတ်တယ်အဲ့ဒါရှိအဲ့ဒါကွာနော်တကယ်တမ်းဟုတ်တယ်အကောတို့ဒီပုံမှန် worker သမားအနေနဲ့ကွာအကောတို့ knowledge sharer worker တွေအတွက်ပုံများတယ်ဒါပေမဲ့တကယ်တော့ worker သမားအနေနဲ့ဆိုရင် MC တော့ပြရရင်ဒေါ်လာ5ဒေါ်လာပဲကုန်อืมตะเกเรง5ดอลลาร์ပဲกုံးตะเกเรงอ่ะไอ้5ดอลลาร์ก็บ่หมอกว่ะอืมบ่หมอกสรว่า တော့ပြရတဲ့အချိန်မှာသူတို့တိတ်ကဲပလုတ်ပေးတာ5ဒေါ်လာလိုပဲကွာအစိုးရဆိုပေမဲ့တကယ်တမ်းစင်ဝေးရတာကဟိုအလူဒန်းစားခွဲခြားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပေါ့ကဲဟောက live တွေကအသွားကြည့်တဲ့အချိန်ညာ5ဒေါ်လာနဲ့မင်းစေးပေးမယ်စေးတူမလားစေးယူမလားမင်းကိုပါမှုတည်ရသူတို့ကလိုအပ်တယ်မလိုအပ်ဘူးဆိုတာမင်းမပြောမပြောဘူးဒါပေမဲ့အဓိကပေးချင်တာ MC သွားယူရင်နားရမယ်ကွာအလုံးမင်းနားချင်တဲ့ဟာဘယ်နှစ်နားနှစ်ရက်နားချင်တာ၃ရက်နားချင်တာရဒေါက်တာလက်မှတ်ပါရင်တစ်ထည့်ကိုပြလိုက်ပေးတယ်တစ်ထည့်အဲ့ကြမ်းမင်း တောင်းရစာအလုံးမလုပ်ပဲရမှာကွာအဲဒါပေမဲ့ကွာဘာဖြစ်လဲဆိုတကယ်ကြီးဖျားနေတဲ့လူအတွက်ကြတော့ဘာမှမဟုတ်ကွာတည်မလားစီးပြီးလိုက်ုံနဲ့ပျောက်မယ်ဟာမဟုတ်အဲ့ဒါမျိုးဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးရှိရညီမတို့ကြတော့ညီမက private school တက်တာပေါ့အစိုးရအကြောင်းမဟုတ်ဘူးအဲ့ခါကြတော့ညီမတို့အတွက်က insurance မရှိ health အတွက်က insurance ကိုဘသားကိုကိုနေမကောင်းရကိုဘသားကိုပြရတယ်ဒါကတော့ညီမကကြောင်းပတ်ပေါ့နော်ဆိုတော့အော်ကြောက်ရတဲ့သူတွေအတွက်ကြတော့တကယ်နေမကောင်းဆိုလို့ရှိရင်လည်းခွင့်ယူဖို့အတွက်က MC ကိုတတ်တတ်ပြရတယ်ဟုတ်တယ် ့ခါလေး online MC လေးယူရတာမျိုးရှိရဲ့အဲ့ခါကျတော့အဲ့အတွက်ကိုကိုယ့်အထက်ကိုစိုက်ထုတ်ဖို့ကြောင့်အရင်ဝင်လေးရဲ့သိရမလားအော်သွားတက်လိုက်တာပဲကောင်းပါရဲ့ဆိုရဲခန်းစားချက်မျိုးဖြစ်တယ်အဲအဲ့လိုမျိုးရှိရဲ့တရက်ပြန်ရင်တိတာဟုတ်တယ်အရင်တိတာရဲ့တော့နောက်ဆုံးအနေနဲ့ညီမအနေနဲ့စင်ယူဖို့ကိုအခုမှလာမဲ့လူငယ်လေးတွေပေါ့နော်အဲညီမလည်းလူငယ်ကိုလည်းလူငယ်ကွာတို့အနေနဲ့မပြောချင်လေညီမတို့အာပထမဆုံးပေါ့နော်စင်ကာပူကို ဟိုဘယ်လိုပြောရမလဲပထမဆုံးရွေးချယ်မဲ့သူတွေအတွက်ပေါ့အဲအအရင်ဆုံး good review ကိုရင်သွားမယ်ပေါ့နော်ဆက် try နေတဲ့တွေအတွက်ကြတော့ကောင်းတယ်ဘာလို့လဲဆိုတော့ကိုအင်္ဂလိပ်နိုင်ငံနဲ့ဖြစ်တယ်အဲပြီးလို့ရှိရင်ညီမရှိမှာပြောခဲ့တဲ့လိုမျိုးပဲ culture စင်နာတွေပါရီအဲ့ဒါကြီးကြတော့မိုင်းတာတွေပေါ့နော်အဲအဓိက major အနေနဲ့ကြတော့ဟို try နေတဲ့တွေအတွက်ကြတော့ကောင်းတယ် uh, opportunity တွေပုံများတယ်အဓိကကဘာလဲဆိုတော့စင်ကာပူနိုင်ငံကတနည်းအားဖြင့်ပြောရင်တဆင့်ကန်လိုပဲဟိုတခြားနိုင်ငံကိုကူးကျင်တယ်အဲ့လို UK ဘက် US ဘက်ကူးကျင်တယ်ဈာခံပေါ့အင်းဈာခံဒါမှမဟုတ် Europe ဘက်ကိုကူးကျင်တယ်ဆိုလို့ရှိရင်ဒီစင်ကာပူနိုင်ငံမှာ business အနေနဲ့ try လို့ကောင်းတဲ့နိုင်ငံပေါ့နော်အော်ပြီးတော့ဒီမှာကလည်း language ကလည်းကိုရီနဲ့ရင်းနှီးနေကြ language ပဲဆိုတော့ဟိုပို့ပြီးတော့ try လုပ်ကောင်းတယ် ဲ language နဲ့ပြောရမှာဆိုခုနကတခါတည်းမှာပြောလိုက်ရလို့တော်ကဒီနာက broken အရင်ဖြစ်တယ်တိတယ် grammar မသုံးကွာအဲ့လိုပြောချင်တာကို yes or no နဲ့ပြောလို့ရတယ် body language နဲ့ဟုတ်တယ်ဟုတ်တယ် this this အဲ့ဒါဆိုရပြီနားလည်ကွာညံရမ်းပြေးရတော့သူက yes or no yes or no ဆိုရပြီတကယ်အဲ့ကြောင့်ကိုရီးမြန်မာပြည်ကလာမယ်ဆိုရင်ကွာ bro ဒီကဒီ video ကြည့်နေရလို့ရတယ်ကိုမြန်မာပြည်ကလာခြင်းနဲ့ဆိုရင်အာစင်ကာပူကအရင် standard ရှိလို့အရင်မြင့်နေလို့ဆိုပြီးမှအထင်နေအရင်မကြီးနေကွာဒီလားတကယ်တမ်းက အင်္ဂလိပ်နဲ့ပတ်သက်ရင်တို့ရဲ့အင်္ဂလိပ်စံကကိုရီးယားမြန်မာပြည်ကအင်္ဂလိပ်စံထက်ကိုအများကြီးညော့တယ်ဟုတ်တယ် broken ဖို့ဖြစ်တယ် broken ရမ်းဖို့ဖြစ်တယ်ကိုရီးယားမြန်မာပြည်ကကိုရီးတက်နေကြစကားတော့စကားတော့မေ့သွားတယ်လေလားလာ understand or not တို့ understand or not အာပြီးလုံးဝနားမလည် ready ကဲကဲတော့အဲကဲတော့ကဲတော့အဲအဲ့လိုမျိုးအဲ့ရအရန် broken ဖြစ်တယ်ကွာတကယ်တမ်း british တင်လာပြီးတော့ speaking တွေပါအမှန်ကန်ကြီးသွားတင်ပြီးတော့ကိုရီးယားမြန်မာဒီဒီမှာလာချဲမယ်ပေါ့ကိုရီးယားမြန်မာပြည်ကနေ share တွေ ပရပေးလောက်လာကွာအဲ့တော့စာဘောဖြစ်သွားပြီဒီရောက်လာတဲ့အချိန်သွားပြီလားအဲ့တော့စာဘောဖြစ်သွားပြီလဲပြီလေလဲပြီဒီရောက်လာတဲ့အချိန်ကိုယ်ပြောရလဲသူတို့နားမလဲဘူးသူတို့သူတို့ပြောရလဲကိုယ်နားမလဲဘူးကွာပြီးဒါမဲ့တခုရှိရရညီမအကြံပေးချင်တာပေါ့နော်ကိုယ်ဒီရောက်လာလို့ဒီမှာ broken ဖြစ်နေလို့အဲ့ broken name ဆက်သွားမယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးအဆင်မပြေဘူးကိုယ်မှာရှိနေတဲ့အရေးသွေးကိုတွေးပြီးတွေးနေရမှာပေါ့ เนาะဟိုကိုဒီဟာကိုတင်နေတယ်ဆိုလို့ရှိရင်လည်းစက်တင်နေပေါ့เนาะအဲအဲ့ဒါကတော့မှားတဲ့အရာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကိုကအကယ်၍ဒီနိုင်ငံကိုတဆင့်ခံအနေနဲ့သုံးမယ်ဆိုလို့ရှိရင်ကိုနောက်ထပ်သွားမယ့်နိုင်ငံတွေအတွက်ကတွက်ကအဆင်ပြေတယ်ဘာလို့လဲဆိုတော့တခြားနိုင်ငံတွေမှာကျတော့ဒါအင်္ဂလိပ်ကလုံးဝယူဟို standard ယူတာအဲလိုမျိုးလိုမျိုးအရင်ဟိုကောင်းနေတာကွာသူတို့ရဲ့အဆက်နေရအဆအဲ့လိုမျိုးဆိုတော့ဟိုဒီနိုင်ငံမှာဒါ broken ကလုံးဝ broken ဖြစ်နေပြီပေါ့နော် watch map ပုံစံသွားကွာတို့ရဲ့အဲ့လို watch map ပုံစံအဓိကတဲ့သွားကွာဘာမှ grammar ဘာမှမလို့မင်းနားလည်ကနားလည်ရတယ် language ကိုအဲ့လိုပဲသွားဟုတ်တယ်ဆက်တယ်ဘူးတခုပဲอืมပြီးတော့ vocabulary ဆိုလို့ရှိရင်လည်းကွာတို့ကလုံးဝ basic ကြီးတွေကိုသုံးတာอืมအဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲ ိုရအရန်ကြီးတက်ထားတဲ့ level ထက်အရန်နှိမ့်တဲ့ level ကိုသူတို့ကပုံတုံးရတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲအဲ့လိုမျိုးဆိုတော့ဒါဖြစ်ဟိုကိုမှရှိနေတဲ့ level ကိုတော့အဲ့လိုမလျော့သွားခြင်းနဲ့ပေါ့ဟို practice လောက်ကပြလို့ရှိရင်ဆက်ပြီးတော့လေ့လာပေါ့နော်ဒါပေမဲ့အတုံးမဝင်ဘူးလားဆိုတော့အတုံးတော့ဝင်တယ်ကွာဘာလဲဆိုဗမာဝင်လဲဆိုရင်ကိုကဒီမှာလာပြီးတော့ကိုတို့ဒီကိုတို့လိုမျိုးပေါ့နော်ကိုတို့လိုမျိုးပေါ့ဝေါ်ကာလိုက်နဲ့သွားမယ်ဆိုရင်တော့ဝေါ်ကာရင်းနဲ့အစီအပြေအချိန်မှာဘရိုကန်အတုံးရလိမ့်မယ်ဒါပေမဲ့ လုံးဝ professional လိုက်ပြီးသွားမယ်ဥမာ CEO လိုမျိုးဒါမှမဟုတ် designer ဘိုင်းလိုမျိုးနဲ့သွားမယ်ဆိုရင်တော့တေချာပေါ့အဲ့ English ကအသုံးဝင်တယ်အဲ့လိုမျိုးဆိုရင်တော့တေချာတင်ခဲ့မဟုတ်ရင်ဟုတ်တယ်သွားပြီးတော့သွားတင်လို့ကတော့တို့ဒီဘက်ကအကိုတို့ပြောနေကြဘန်စကားနဲ့သွားပြောရင်တော့ sing english လို့ခေါ်တာမလို့အဲ့ဒါနဲ့သွားပြောရင်တော့အဆင်မပြေဘူးကွာတော့ဟားလိုက်မယ်အဲ့ဒါဆိုရင်ညီမဆိုတဲ့အရန်တိတာရယ်ဘယ်ညမှာတတိတာလဲဆိုတော့ writing assignment တွေရေးတဲ့အချိန်မှာ report တွေရေးတဲ့အချိန်မှာအရင်တည်တာရယ်ယုံမိုင်းတွေယုံမိုင်းကျောင်းမိုင်းတွေနဲ့ပတ်သက်ရတော့သင်ခဲ့တယ်ဟုတ်တယ်အဲ့လို report ရေးပြီဆိုလို့ရှိရင်တို့ရောညီမတို့ဆိုလို့ရှိရင် writing skill ကိုစစ်တယ်အဲ့ခါကျတော့ဟို writing skill မှာ grammar မှားတယ် spelling မှားတယ်ဆိုခဲ့တာပဲအဲ့ဒါပဲအဲ့လိုမျိုးပဲတို့ရောကျတော့အဲ့မှာကြည့်ရတိုင်းစကားပြောရင်ဒါ broken ဟာလ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 ာနဲ့ပြောရတယ်ကွာဒီအဲ့လိုမျိုးရှိရယ်ဆိုတော့အော် try မယ်ဆိုလို့ရှိရင်တော့50 50ပေါ့နော်ဟုတ်ဟုတ်ဟုတ်ထိုင်းနဲ့ထိုင်းကြည့်စေချင်တယ် အဲ့လိုမျိုးဒီတိုင်းအပျော်ကြောင်းလာတတ်မယ်ဆိုလို့ရှိရင်တော့ချက်ချင်းအဲ့လိုမျိုးနိုင်ငံရေးရှင်နဲ့မကောင်းလို့ဒီကိုကြောင်းလာတတ်မယ်ဆိုလို့ရှိရင်တော့တိကျစစစေခြင်းတယ်ဘာလို့ဆိုတော့နိုင်ငံကဒီနိုင်ငံနဲ့ရှိရမှာမဟုတ်ဘူးအဲဟုတ်တယ်တခြားနိုင်ငံတွေရှိသေးတယ်ဆိုတော့ဒါရိုက်ထွက်လို့ရမယ့်နေရာတွေလည်းရှိသလိုတစ်စိမ့်ငယ်နေနဲ့လည်းတုံးလို့ရတယ်အဲ့တော့အဲ့အလေးတော့တိကျလေးစဉ်းစားစေခြင်းတာပေါ့အာဆိုတော့ JDB တို့မှာတော့အကုန်လုံးညီကုန်းချုပ်ရမယ်ဆိုရင်အခုဒီညီမလေးဟန်ရွေရဲ့ Hornet Reality ပေါ့နော်သူ့ရဲ့တကယ်အစဉ်စစ်ဒါသူ့ရဲ့ ပြောပြတာပေါ့နော်သူရဲ့အကွယ်သူတွေ့ကြုံခဲ့တဲ့သူရဲ့ impression တွေပြီးတော့ကျွန်တော်တို့လူငယ်တယောက်အနေနဲ့စင်ကာပူလာပြီး try မယ်ဆိုရင်ဘာတွေခက်ခဲရှိလဲပြီးတော့ဘယ်လိုမျိုးကြိုကြည့်ပြင်ဆင်ခဲ့ရမလဲဆိုတာတွေကိုဒီနေ့ပြောသွားတာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ကိုအခုခုလေးတော့ရရသွားမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီညီမလေးကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်